ရှိခိုးဥစားပြီးတော့မိမိတို့ဣရိယာပုဂ္ဂိုလ်မြတ်တာအောင်ရှမ်းလာအောင်ပြုပြင်ပြီးတော့ထန်ကြပါချမ်းသာတလို့ထိုင်ကြာချီစွာထိုင်နိုင်မဲ့ဣရိယာပုဂ္ဂိုလ်ပြုပြင်ပြီးတော့ထိုင်ပါတရားအထုတ်တဲ့အခါကြာတော့ချမ်းချမ်းသာသာနဲ့ ကြာရှိစွာထိုင်နိုင်ဖို့လိုတာပေါ့ဗျာအဲ့ဒါကြောင့်မိမိတို့အလိုရှိတယ်လို့သဘောကျတယ်လို့မိမိတို့အရိယာပုဂ္ဂိုလ်ပြုပြင်ထိုင်ပြီးတော့မိမိတို့ဤပဒါနအလုတ်ဖြစ်တဲ့တရားအထုတ်တဲ့အလုတ်တရားနှလုံးသွင်းတဲ့အလုတ်ကိုဆက်လက်ပြီးတော့ ကြိုးစားအထောက်ကြရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ယောဂီတို့တရားထိုင်နေကြပုဂ္ဂိုလ်တွေပါရိတ်တမှာလည်းပဲမကြမကြတရားအထောက်နေတဲ့ပုဂ္ဂိုလ်တွေဆိုတော့အထုပြောเสียရမလို့တော့ပါဘူးအလုံးတရားထိုင်တတ်ကြပါတယ် ိုင်နေကြပုဂ္ဂိုလ်တွေပါမိမိတို့နဲ့တင့်လျော်တဲ့ကမ္မထမ်းဆိုတာကတရားအထုတ်တဲ့အခါကြတော့ဘာအတွက်တရားအထုတ်နေတာဒုံလို့မေးရင်အလုံးယောဂီသူတို့ကောင်းတို့ဒါဖြစ်ပြတွေ့ဖို့ပါပဲဖြစ်ပြမြင်ဖို့ပါပဲအဲ့ဒါဟာယောဂီတို့မှာအဓိကလိုအပ်ချက်ပဲပြည့်စုံရမယ် အလုတ်ဖြစ်ပါတယ်ပြည့်စုံရမယ်တရားဖြစ်ပါတယ်ခန္ဓာ၅ပါးဟာအရှုခံတရားဆိုတာအလုံးသိပြီသားပါထိုခန္ဓာ၅ပါးတို့တွင်အလုံးယောဂီသူတို့ကောင်းတွေတတိပဌာန်နဲ့ဖရာကဝေဖန်ပေးတဲ့အခါကျတော့တတိပဌာန်၄ပါးဖြစ်သွားပါတယ်ကာယ ानु ပတ္တနာတတိပဌာန်တဲ့ ကာယ ानु ပတနာတတိပဌံဆိုတာကယုတ်ကိုရှုမှတ်တာယုတ်တရားကိုရှုမှတ်ရတာအေးယုတ်တရားရှုမှတ်တော့ယောဂီတို့ခန္ဓာမှာယုတ်တမျိုးမျိုး ပေါ်လာလို့ဖြစ်လာလို့ရှိရင်ဣတိအော်ဒီသဘောဟာယုတ်ရဲ့သဘောပဲယုတ်တရားပဲလို့ဒီလိုနှလုံးသွင်းရတာပေါ့ယုတ်တရားပဲ ဤအဲ့ဒီယုတ်တရားဟာယုတ်တရားလို့သာပြောရပါတယ်ခန္ဓာအနေနဲ့ကြည့်လိုက်တဲ့အခါကျတော့ရူပခန္ဓာဆိုတာယောဂီတို့သိရမယ်ယုတ်တရားဟာရူပခန္ဓာအဲ့ဒီရူပခန္ဓာဟာမြဲမမြဲဆိုတာကိုယောဂီတို့ဖះကဟောထားတယ်သိပြီသားရူပံအနိစ္စံလို့ဟောထားတယ် အဲ့ဒီရူပံအနိစ္စံဆိုတာကိုယောဂီတို့ကြာဘူးနာဝရှိပြီသားတရားနာထားလို့သိနေပါပြီအဲ့ဒါညာတပညာလို့ခေါ်တာပေါ့ညာယုတ်တရားပဲဒါပြန်ရူပံအနိစ္စံဆိုတော့ဩဒီယုတ်တရားဟာမြဲမမြဲခိုင်မခိုင်မြဲမမြဲဆိုတာကြတော့အဲ့ဒါတော့သိယုံနဲ့ ေးလုံလုံရရသိပြီလို့မဆိုနိုင်သေးဘူးပေါ့ယုတ်တရားအနိစ္စဆိုတော့ယုတ်ကိုတို့တွေ့နေပြီအနိစ္စဟုတ်မဟုတ်ဆိုတာကိုတော့ဉာဏ်နဲ့ကြည့်ရပါတယ်ယောဂီတို့ဉာဏ်နဲ့ရှုဉာဏ်နဲ့ကြည့်အဲ့ဒီယုတ်တရားလေးကိုကြည့်အဲ့ဒီယုတ်တရားလေးကြည့်လိုက်တဲ့အခါကျတော့ယုတ်ကပဲပြမှာပါယောဂီတို့က ကြည့်အောင်ကြည့်ဖို့ပါပဲတဲ့ကြည့်အောင်ကြည့်ကောင်းသည်ဆိုသည်အစရှိတယ်ဖြင့်မဝေပါနဲ့ကြည့်ညာနဲ့ကြည့်ကြည့်တဲ့အခါစူးစူးဆက်ဆက်ကြည့်အေးအဲ့ဒါလို့ကြည့်လိုက်တဲ့အခါကြတော့ယုတ်တရားကပဲပြမှာပါအနိစ္စကျုပ်ဟာမမြဲပါဘူးမမြဲဘူးဆိုတာကိုယုတ်တရားကပဲပြမှာ အဲအဲ့ဒီယုတ်တရားကမမြဲတာ ပြသွားတဲ့အတွက်ကြောင့်ယောဂီတို့ကသိရမှာပေါ့ဩဒါမမြဲလို့မမြဲတာ ပြသွားတာပဲလို့သိုံပါပဲဘာမှမခက်ပါဘူးအေးဝေဒနာအရှုခံဆိုလို့ရှိရင်ဖြင့်ဝေဒနာဆိုတာသိပြီးသားအေးဝေဒနာဟာဝေဒနာခန္ဓာပဲ အဲ့ဒီဝေဒနာကလည်းအမျိုးမျိုးတကူလုံးမှာပေါ်မှာပေါ်ရဒုက္ခပေါ်မယ်ဒုက္ခဥပ္ပခာဥပ္ပခာဆိုလို့ရှိရင်မျက်စိနာနှာခေါင်လက်ရမှာပေါ်မယ်ဝမ်းဒိမှာတဏှာပေါ်မယ်ဥပ္ပခာပဲအဲ့ဒီဥပ္ပခာကိုအလုံးယောဂီသူတို့ကောင်းတွေဝေဒနာလို့သိဥပ္ပခာဝေဒနာပဲ သူကိုယ်လေးဘုရားကိုယ်တော်မြတ်ကြီးကဝေဒနာအနိစ္စလို့ဟောထားပါတယ်အဲဒီတော့အခုဝေဒနာဆိုတာကိုသိပြီအနိစ္စကိုမမြင်သေးဘူးမြင်အောင်ကြည့်ဝေဒနာကိုကြည့်ဝေဒနာကြည့်တော့အနိဝေဒနာတွေ့မှလားဆိုတော့မတွေ့ဘူးအနိစ္စပဲတွေ့မှာပြက်သွားပြီပြက်သွားပြီပျောက်သွားပြီအဲ့ဒါပဲတွေ့မှာ ပျောက်ပြဲသွားပြီလို့တွေ့ရင်ဇာအနိစ္စတွေ့တာပဲအေးအဲ့ဒါလိုပဲအလုံးယောဂီသူတို့ကောင်းနေစိတ်ဆိုလို့ရှိရင်ပို့တောင်းလွယ်ပါသေးတယ်စိတ်အိမ်သေးစိတ်အဲ့သေးစိတ်အတွင်းအဲ့သေးအပြင်းအဲ့သေးစိတ်တမျိုးမျိုးပေါ်တယ်ဟောလောဘစိတ်တရားကစိတ် ဒေါသစိတ်တဒေါသစိတ်အဲ့ဒီစိတ်ကိုအဲ့ဒီဟောတာတာယာကစိတ်ပဲလောဘစိတ်ပဲဒေါသစိတ်ပဲသိတယ်အေးအဲ့ဒီတော့အဲ့ဒါစိတ်ကိုသိတာဟာဝိညာဉ်နဲ့ခန္ဓာကိုသိတာပေါ့အဲ့ဒီစိတ်မြဲမမြဲဆိုတာကိုယောဂီတို့နောက်စိတ်နဲ့ပြန်ကြည့်ရတယ် နောက်စိတ်နဲ့ပြန်ချုနောက်စိတ်နဲ့ပြန်ကြည့်အဲ့ဒါလိုရှုလိုက်တဲ့အခါကျတော့ယောဂီကြည့်ခဲ့တဲ့အီဘောဓာတိခဲ့တဲ့စိတ်ဟာမရှိတော့ဘူးလားကြည့်တဲ့အချိန်မှာမရှိတော့ဘူးတိတုံးကတည်းရှိခဲ့တယ်ပေါ့ရှိလို့ပဲတိတာကို ဲ့ဒါလို့တိတဲ့အတွက်ကြောင့်အဲ့ဒီအတိတိခဲ့တဲ့စိတ်ဟာရှိခဲ့သလားလို့ပြန်ကြည့်တာမရှိတော့အေးအဲ့ဒါလို့မရှိတာကို မြင်တော့ဩဒါအနိစ္စမြင်တာပေါ့မမြဲတာမြင်တာပေါ့မခက်ပါဘူးမခက်ပါဘူးဝိပဿနာရှုတာက မခက်ဘူးယောဂီရှိတာကို ကြည့်ရတာပါ ပေါ်တာကို ကြည့်ရတာပါ ဝိပဿနာကအဲ့ဒါလိုရှုတာဟိုသမထအလုပ်တွေဥပမာဆိုတော့ဗုဒ္ဓနှုတ်သတိဗုဒ္ဓနှုတ်သတိအာယုံပြုအေးအဲ့ဒါအလုံးယောဂီသူတို့ကတော့မရှိတာကိုရှိလာရှိတယ်လို့ထင်လာအောင်မြင်လာအောင်ဥက္ကဟနမိတ်ပฏิဘာကနမိတ်တွေရအောင်ယူရတယ်ဗျာအေး ပညာကိုရှုရတာသမထအလုတ်လုတ်တယ်ဆိုတာပညာမရှိတာကိုရှိတယ်လို့ထင်လာအောင်မြင်လာအောင်အရှိအနေနဲ့ကြည့်ရတာသမထကမရှိတာရှိလာအောင်ထင်လာမြင်လာအောင် ကြည့်ရတာကကြည့်ပေါ့အေးအဲ့ဒါကပို့ပြီးတော့ခက်တာပေါ့ဝိပဿနာရှုတာကလွယ်ပါတယ်လွယ်ပါတယ် အဲ့ဒါကြောင့်အလုံးယောဂီသူတို့ကောင်းတို့ရှိတဲ့တရားကိုကြည့်တဲ့အခါကြတော့ကြည့်တဲ့အခါမှမရှိတော့တာပါငကူကရှိခဲ့ပါတယ်အာယုံ द्वार တိုက်တွန်းကရှိခဲ့တာပေါ့အေးအဲ့ဒါလို့အလုံးယောဂီသူတို့ကောင်းတို့သိပြီးသကားလား ဝိပဿနာဉာဏ်လေးလောက်တော့ရအောင်ကြိုးစားလိုက်ကြပါအထောက်လိုက်ကြပါရက်ကတိတ်ပြီးတော့မရှိတော့ဘူးနောက်တစ်ဖန်ဤကဲ့သို့အထောက်ဖို့ဆိုတာကလည်းမသေးချာဘူးဗျအကြောင်းညင်ညွတ်မှဖြစ်မယ်အကြောင်းညင်ညွတ်ဘူးဆိုလို့ရှိရင်မဖြစ်နိုင်ပါဘူးအဲ့ဒါကြောင့်ယခုလို့အကြောင်း 二月多嘛？偏偏面面对的有个偏边面树；偏偏面面对的有个这边面树叉树，面面面树，面面面嘛，面面木木的啰嗦了，个 <music>。哎，咱们面来，面来。 ဒီလိုနဲ့ကလည်းယောဂီတို့မုံညာဆိုတာ မဖြစ်နိုင်သေးပါဘူးအဲ့ဒါကြောင့်များများမြင်အောင်ချုပ်ညာနဲ့လိုက်မမှီနိုင်အောင်ချုပ်များများမြင်အောင်ချုပ်အဲ့ဒါလိုများများမြင်လာပြီဆိုတဲ့အခါကျမှမုံလာမယ်တဲ့ အဲ့ဒီတော့အာလုံးယောဂီသူတို့ကောင်းတွေယုတ်နိုင်ရဲ့ဖြစ်ပျက်ကိုမြင်နေတာဟာယထာဘုဒ္ဓညာလို့ခေါ်ပါတယ်မုံလာတဲ့အခါကြတော့မုံလာတယ်ဆိုတာလူတယောက်မုံတယ်လို့မဟုတ်ဘူးနော်ညာနဲ့မုံလာတာညာမုံမုံတာနိဗ္ဗိန်တာညင်းငွေတယ်ညင်းငွေတယ်ညင်းငွေလာတယ်မရှုချင်တော့ပြင်းလာတယ် ဩမရှုခြင်းပဲမဲ့ရှုစရာကယောဂီဟောဒီခန္ဓာမှာဖြစ်ပြက်ပြီးရှိတာဗျာဖြစ်ပြက်မှတပါတခြားမရှိပါဘူးတခြားရှုစရာမရှိဘူးဒီဖြစ်တာနဲ့ပြက်တာပဲရှိတယ်အဲ့ဒီဖြစ်တာနဲ့ပြက်တာကိုယောဂီတို့မုန်းအောင်ရှုမုန်းလာရင်နိဗ္ဗာန်ပဲနိဗ္ဗာန် နိဗ္ဗိန္ဒံနိဗ္ဗိန္ဒံတောဝိရိစတိတဲ့ဝိရာကဝိမု ක්ෂ တိဖယားကဟောထတာမုံမုံနဲ့ပဲရှုရတယ်ပေါ့ဗျာအေးအဲ့ဒါလိုရှုဖန်များလာတဲ့အခါကြာမှာအေးဟောဒီဖြစ်ပြလို့ဆိုတဲ့ ယုတ်နံဓမ္မသင်္ခါရတရားတို့အပေါ်မှာတွေ့တာတတ်မဲ့နှစ်တဲ့နေတဲ့တဏှာကလွတ်မြောက်မယ်တဏှာကလွတ်မြောက်တယ်မဖြစ်မပြည့်တဲ့သဘောကိုတွားတွေ့မယ်ငကောကဖြစ်ပြဲကြည့်ပဲတွေ့လာတာမညာပေါ်တော့မဟိဆိုတဲ့အခါကြတော့မဖြစ်မပြည့်တဲ့သဘောကိုတွေ့ရတာ မဖြစ်မပြတ်တာသည်နိဗ္ဗာန်ပါပဲတွေ့တယ်မြင်တယ်ဆိုတဲ့ဉာဏ်သည်မဲ့ဉာဏ်ပါပဲအီးအဲ့ဒါကြောင့်နိဗ္ဗာန်ကိုမဲ့ဉာဏ်နဲ့တွေ့ရပါတယ်မဲ့ဉာဏ်နဲ့သာမြင်ရပါတယ်ယောဂီသူတို့ကောင်းတို့အဲ့ဒီမဲ့ဉာဏ်ပေါ်ဖို့ဆိုတာဟာ ခုနကပြောခဲ့တဲ့ဖြစ်ပြမြင်တဲ့ဝိပဿနာဉာဏ်မပေါ်ဘဲနဲ့မဲ့ဉာဏ်ဆိုတာဘယ်မှာလျင်ပေါ်နိုင်ပါမတုံးမပေါ်နိုင်ဘူးအဲ့ဒါကြောင့်ဝိပဿနာဉာဏ်အရင်ရအောင်ကြိုးစားအထောက်ကြပါယောဂီသူတော်ကောင်းတို့